သူကိုယ်တိုင်ကမရှင်းပြခိုင်းလို့မရှင်းတာပြီလားသူအရင်သိချင်နေသူ့အမေကိုသွားမေးလိုက်အုပ်စုလိုက်ချင်းဒီဥဆောင်သူရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးသူရဲ့ကောင်မလေးနှင်းဝေကဒီတည်ဆုံမှုမှာ တွေ့ရတန်ရမဟုတ်ဘူးသူပါဝင်ပတ်သက်နေတဲ့ဆိုပြီးတော့သူရဲ့ပြစ်သက်တွေကတော့အကြီးအကျယ်ကိုကောက်ချက်ချနေကြလေဖြစ်ပါလေသူရဲ့ကောင်မလေးကသူတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့သူမဖြေရှင်းတာမဟုတ်ပါဘူးသူ့အမေကိုယ်တိုင်ကမဖြေရှင်းခိုင်းလို့မဖြေရှင်းတာ အကုန်လုံးသိချင်ကြတယ်ဆိုရင်သူ့အမေကိုသွားမေးကြပါဆိုပြီးတော့ပြောဆိုထားတာလေးဖြစ်ပါတယ်။ဒီနောက်ွယ်မှာဘာအကြောင်းအကြောင်းတွေရှိနေလဲတော့ကျွန်တော်မသိဘူး။သူရဲ့ကောင်မလေးဟာလက်ရှိအချိန်မှာသူ့ပြင်နောက်ကောင်လေးတယောက်ရှိတယ်ဆိုတာဓာတ်ပုံနဲ့တော့အကုန်လုံးအတိအကျကိုပေါ်ပြလာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ကောင်မလေးပြောပြပုံရတော့အဲ့ဒီညမှာသူကအတောက်လုံသွားပြီးတော့ကားကိုဖြည်းဖြည်းမောင်းမောင်း သူ့အပြင်သူရဲ့တကယ်ချင်းကဝိုင်းပြောခဲ့ကြပါမယ်သူကနားမထောင်ပေအပြင်မောင်းခဲ့တာကြောင့်ခုလိုမျိုးချစ်ရဲ့ဆိုးကြီးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်းသူရဲ့ကောင်မလေးကဖြည့်ရှင်းချက် ပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကားပေါ်ကနေဆင်းသွားတဲ့သူရဲ့တကယ်ချင်းကသူတို့တွေနော်အဒီညမှာအတူတူတောက်ကြတာနော်သူကနည်းနည်းလေးပဲတောက်တယ်မူးတာလေးမဟုတ်ဘူးနော်ပြီးတော့သူကကောင်းကိုလေးတာအပူတပြင်းမောင်းတတ်တဲ့သူမဟုတ်ချောင်းကိုဖြည့်ရှင်းသွားတာဖြစ်တဲ့အတွက် ရှင်းနေတော့မငြင်းနေတာကြောင့်ဒီကကကျတော့သူရဲ့ကောင်းမလေးမှာချစ်သူရှိနေတာဖြစ်တဲ့အတွက်သူကိုသူ့ရဲ့ချစ်သူကောင်းမလေးကတက်တယ်ဆိုပြီးတော့ပြောဆိုနေကြလေးဖြစ်ပါတယ်။သူကတော့သူကဒီရဲ့ဝင်ပူးပြီးသူ့ကိုသူကောင်းမလေးတက်တာဟာလား ဒါကလုံခြံခံရတာဆိုပြီးတော့ပြုံးစုမှုတွေလေးရှိနေကြအောင် online ပေါ်မှာဖြန့်ဝေနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဗျာလောလောဆယ်မှာတော့ပရိသတ်တွေကတော့ထူးရေးကောင်းပါလေးကိုအင်တာဗျူးတွေတော့အတိအချသွားရောက်မေးမြန်းဖို့အတွက်ပေါင်းစုနေကြပြီဖြစ်ပါတယ်ပရိသတ်တွေရဘလူးတင်လင်းပြဒီနောက်ွယ်မှာထူးရေးကောင်းပါလေးကတကယ်ပဲထူးကိုတက်ခဲ့သလားဆိုတာပြောခဲ့ကြပါအောင်နော်